အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အထူးမိုးလီဝသအနေဖြင့်ကမ်းခြေဒေသတွေစီဝင်ရောက်လာမဲ့အာပြင်တိုင်ဖုန်မုန်တိုင်းခန့်မိကြီးအရေးပေါ်အခြေအနေများနဲ့မုန်တိုင်းမိုးသက်သန်ခြင်းကြောင့်ရေကြီးရေလျှံနိုင်တဲ့အနေအများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများနဲ့မုန်တိုင်းကျွေးကြံများဝင်ရောက်လာနိုင်တဲ့အခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာတောင်ရုပ်ပင်လယ်မှာအကောင်းဆုံးတိုက်ဖုန်းမုန်တိုင်းခန့်မိကဟာ category 3အဆင့်တိုက်ဖုန်းမုန်တိုင်း၄တိုင်နှုန်းတနအီကို128မိုင်ဖြစ် BNN ကမ်းခြေကိုနိုဝင်ဘာလ6ရက်နေ့ညမှာဖျက်ကျော်ဝင်ရောက်လျက်ရှိပါတယ်အပူပိုင်းမုန်တိုင်းမှာတိုက်ဖုန်းမုန်တိုင်းနောက်တစ်လုံးဖြစ်လာနိုင်မဲ့မုန်တိုင်းဖုန်ဝန်ဟာနိုဝင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAD3 အစစ်တိုက်ဖုံးမုံတိုင်းဖြင့်ဝင်ရောက်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်ပြင်အတွင်းမှာအရှိတ်ဘက်သို့ကားငတ်ကွေးချိုးကွေကထိုင်ဝမ်ကျွန်းနီးမှဖြတ်ပြီးအရှိတ်ဖိလစ်ပိုင်ပင်လယ်ပစိဖိတ်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားသွားနိုင်ကြောင်း ECNWF model တိုးတင်ခံမှန်းလမ်းကြောင်းမှတွေ့ရတာကြောင့်မုံတိုင်းအကျွမ်းကျန်ကိစ္စများဆိုရင်မရှိပါဘူးခင်ဗျာ CAD3 တိုက်ဖုံးမုံတိုင်းခန့်မိကြီးရဲ့အကျွမ်းကျန်များဟာနိုဝင်ဘာလ10ရက်နေ့ညမှာထိုင်းနိုင်ငံမြောက်ပိုင်းတက်ခိုင်တွင်မှာ ကရင်ပြည်နယ်မိုးပြည်နယ်တနင်္သာရီတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အေရီတိုင်းတို့ရွေးချယောက်ရှိလာပြီးနှွေမာလာရှိရဲ့ကိုရဲ့ဆဲရဲများမှာအဲ့ဒီတိုင်းနဲ့ပြည်နယ်တွေမှာနေရာကွက်ရေမိုးသက်ထန်နိုင်ပါတယ်။မုံတိုင်းမိုးအကျဉ်းချံများကြောင့်နှွေမာလာ9ရက်နေ့မှနှွေမာလာ73ရက်နေ့ထိ9ရက်တွင်ရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ပဲခူးတိုင်းအရှိမိုးပြည်နယ်တနင်္သာရီတိုင်းကယားပြည်နယ်နေပြည်တော်ကယားပြည်နယ်တွေမှာ9ရက်တွင်မိုးရေချိန်3လက်မအထက်6လက်မအထိ ရွာသွန်းရရှိနိုင်ပြီးနေရာခွက်ရီမိုးများနိုင်ပါတယ်။မိုးသက်ထန်နိုင်တဲ့ဒေသတွေလည်းရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်အစီပိုင်းမကွေးတိုင်းတွေမှာခုနှစ်အတွင်းမိုးအချိန်နှစ်လမှထက်ရွာသွန်းရရှိနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းကရင်ပြည်နယ်ရခိုင်ပြည်နယ်တွေမှာခုနှစ်အတွင်းမိုးအချိန်တစ်လမှဝန်းကျင်သာရွာသွန်းနိုင်ပြီးမိုးအချိန်နည်းနိုင်ပါမယ်။လရှိချိန်ထိရရှိပြီးကြိုတင်ခံမှန်းချက်များအရဘင်္ဂလားပင်လယ်အော်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်ရန်မရှိပါခင်ဗျာ။ ဆက်လက်ပြီးမုံတိုင်းမိုးသက်ထန်စွာရာသွေးညင်းကြောင့်မြင်းရည်ကြီးခြင်းသတိပေးချက်များနဲ့မြင်းရည်ချိန်များကို ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယနေ့9ရက်17လ2025ရက်နေ့နာနဲ့6နိုင်ခွဲအချိန်တိုင်းထွာချက်များရမြင်းရည်အခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမြင်းကြီးနာမြင်းရည်ဟာမနေ့ကညနေကနေ12နိုင်အတွင်းတပေကပ်ပြန်တက်လာပါတယ်မြင်းကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့26.3ဒီဂရီဆယ်စီယက်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့27.3ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာ မီဂျီနာမြေဟာဆိုရင်ရေမတ်1100စင်တီမီတာသို့ရောက်ရှိရန်26ပေခွဲကျော်လိုကမ်းမှာရောက်ရှိနေပါတယ်။မီဂျီနာမြေရဲ့တက်ကြပုံမှန်နေထားကမ်းမှာရှိနေပါမယ်။ထူးကမ်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။မီဂျီနာမြေရဲ့အဝင်စုစုပေါင်း10ပေခွဲကျော်ခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။31ရက်ဆယ်လာ2025ရက်နေ့နေ့လယ်ပိုင်းမှာစ၍တဖြည်းဖြည်းချင်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။မနေ့ကနေ့လယ်ပိုင်းအချိန်တည်းစုစုပေါင်း5ပေခွဲကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးနောက်ယနေ့မနေ့ပိုင်းမှာတပေကပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်အနှဲငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းဒီမှာပြန်လည်ကျဆင်းနိုင်ပါတယ်ခင်ဗျာ။ ERR မြစ်ထက်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါမယ်။ရပ်ဖန်ရံက ERR မြစ်ဆုံထက်ပိုင်းမှာ နေရာကွက်ရဲမိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေမှာဖြစ်ပါတယ်။စကားနိုင်နေတာကြီးထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ERR မြစ်ထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိတ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ အာရီမျိုးတခြားနဲ့ချင်းရွေးမျိုးတခြားမြေကန်ဒီမြေနိုင်ဒေသများနဲ့မြင်းနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရီမြေကြီးကိုအမေပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရစေခင်ဗျာဆက်လက်ပြီးချင်းရွေးမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရစေခင်ဗျာခရီးမျိုးမြေဟာမင်းငါညဏ်ဒီကနေ17နှစ်အတွင်းငားလက်မကန်ထက်တက်လာပါတယ်မုံရမျိုးမြေဟာမင်းငါညဏ်ဒီကနေ17နှစ်အတွင်းငားလက်မကန်ထက်တက်လာပါတယ်ခရီးမြေဟာ နောက်ထပ်အနေငယ်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဟောမလင်းဖောင်းပြင်းတဲ့မွန်လိုင်းမျိုးရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းကင်းနဲ့ကဏီမျိုးရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေပါမယ်ခင်ဗျာ။ဆက်လက်ပြီး ERM မြေကြီးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ERM မျိုးတစ်လျှောက်မျိုးများအားလုံးမှာမျိုးအစင်လိုက်မြည်ပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျာပမောင်မျိုးမြည်ဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်ခင်ဗျာ ရှကူမျိုးမြင့်ရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါမယ်။ကတာမျိုးမြင့်ရာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။မြင့်အဝင် စုစုပေါင်း9ပေကျော်ကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။ဒီကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး6မင်းဘူးမကွေးနဲ့အောင်လန်တို့ရဲ့မြင့်ရာများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ပြည်မျိုးမြင့်ရာအနေငယ်ထက်ကျနိုင်ပြီးယနေ့နေ့လယ်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။စိတ်တော်မျိုးမြင့်ရာ ြေပြင်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့ညပိုင်းနဲ့မနေ့ပြမနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟင်္ဒရာမျိုးမြင့်ဟာပြေပြင်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဇလုံမျိုးမြင့်ဟာပြေပြင်းချင်းဆက်လက်ကျဆင်းနေပါမယ်။အေယာရီမြင့်ရဲ့မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပင်းညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တိုက်ဖုန်းမုန်တိုင်းခန့်မိကီရဲ့အခြေအနေ ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုက်ထွာခြင်းများအရတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံးမုန်တိုင်းခန့်မိကေဟာအနောက်ဘက်သို့ရွေ့ချခဲ့ပြီးဗီယက်နမ်နိုင်ငံကွီညန်းမြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်60ကအကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။တိုက်ဖုံးမုန်တိုင်းခန့်မိကေရဲ့ဒီနီယာဘိုးချက်လေဘီယာနဲ့လေတိုင်နှုံတွေကတော့အဆိုပါတိုက်ဖုံးမုန်တိုင်းခန့်မိကေဟာမြန်မာစံတော်ချိန်15နာရီ30အချိန်မှာမြောက်လက်တီကျ73.3ဒီဂရီနဲ့ အရှိလောင်ကြီးကျူ130.9ဒီဂရီမှာရှိပြီးပိုးချက်လေပြီးအား935ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီကိုမိုင်130နှုန်းဖြစ်ပါတယ်။နောက်24နာရီအတွက်ခံမှတ်ချက်ကတော့အဆိုပါတိုင်ဖုန်းမုံတိုင်းခက်မီကြီးဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာ BNN နိုင်ငံကမ်းခြေကိုဒါနန်မြို့ရဲ့တောင်ဘက်ကွိညံမြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အရိမာတစ်ဆက်အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်း BNN နိုင်ငံနဲ့ လာအိုနိုင်ငံနယ်ဆက်ဒေသတို့ကိုအကောင်းသောအပူပိုင်းမုန်တိုင်းခန့်မိခင်ဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်အနေနဲ့ကတော့ဆိုပါတိုင်ဖုန်းမုန်တိုင်းခန့်မိခင်မှာပြတ်ထွက်လာတဲ့ဒိန်တိုင်းများကြောင့်17လ2025ရက်နေ့မှ10ရက်17လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မိုးပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာပြီး အချို့ဒေတာများမှာဒေတာအလိုက်နဲ့နေရာကွက်ရီမိုးကြီးကြီးများဖြစ်ပေါ်နိုင်ပါတယ်။မြဝကျုံပေါ်မုတ်တမခွေမိုတနင်းနိုင်ကမ်းရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရွံ့ပြီးလှိုင်းသစ်တွေမှာလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို25မိုင်မှမိုင်30တိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြန်မာမြဝကျုံပေါ်မုတ်တမခွေမိုတနင်းနိုင်ကမ်းရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေကန်ရှိနိုင်ပါတယ်။ တို့ဖြစ်ပါ၍မိုးသက်ထန်စွာရာသုံးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတီကြုံခြင်းမိုးကြိုပြခြင်းလျက်စီးလက်ခြင်းမိုးသီးကျွခြင်းလျက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးရဒေသများမှာရှိတဲ့ကုန်းပြင်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှုတ်ဆောင်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နိုင်စင်မိုးလေဝသအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာဒိန်အသင့်တင်ဖြစ်ထွန်းနေပြီးကျန်းဘင်္ဂလားပင်လယ်အော်တို့မှာဒိန်အနေငယ်ဖြစ်ထွန်းနေပါတယ်ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်ထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုန်းမုန်တိုင်းခန့်မီကီဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီး တိုင်ဖုန်မုန်တိုင်းခန့်မိကီရဲ့အဝင်းအဝိုင်းဟာဗီယက်နမ်နိုင်ငံကမ်းခြေဒါနန်မြို့ရဲ့တောင်ဘက်ကွိညန်းမြို့အနီးမှစတင်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါတိုင်ဖုန်မုန်တိုင်းခန့်မိကီဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနေဆက်ဒေသတို့ကိုအာကောင်သောပူပိုင်းမုန်တိုင်းခန့်မိကီဖြစ်ဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျ ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ARD တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးတချုံရွာပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါရယ်ခင်ဗျာ။ဒီကနေ့မိုးနဲ့ကြင်ဒီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ARD တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျဲ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထချုံရွာပါမယ်။ရွာရံရာနှုံးပြည်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မကွန်းမြို့မှာဒိန်သိတဲ့ပြည်တော်မင်းမိုးထချုံရွေနေရာကွက်ကြားမိုးအနှဲငယ်ရွာနိုင်ပါတယ်။ homeless မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာတိမ်သစ်တင်ဖြစ်ထုံမီမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးအနေငယ်ရွာနိုင်ပါတယ်။ပသိမ်မြို့မှာတိမ်သစ်တင်ဖြစ်ထုံမီမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးအနေငယ်ရွာနိုင်ပါတယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်စစ်တွေမြို့မှာတိန်အသင့်နေဖြစ်ထုံးမီမိုးထစ်ချုံရွေ နေရာခွကြမိုးအနေငယ်ရွာနိုင်ပါတယ်။လာရှုံမြို့မှာနေရာခွကြမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာခွကြမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာခွကြမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မြမပင်လေးပင်မှာမြမကန်ဦးနဲ့တခြားနဲ့ကန်တော့ပင်လေးပင်တို့မှာတခါတရံမိုးသက်လေးပင်များကြောက်ရောက်ပြီးလှိုင်းတင်တယ်မှာလှိုင်းချနိုင်ပါမယ်။မိုးတလီပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြန်မာကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာ9ဘေးပါ9ဘေးကန်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီး၊တနင်္လာတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနံပြားမိုးထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်တဲ့မနက်ဖြန်မိုးထစ်ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်တဲ့မနက်ဖြန်မိုးထစ်ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်တွေမနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာခေါ်ကြမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့ ARD တိုင်းဒေသကြီးမှာနိုဝင်ဘာလ9ရက်နေ့မှာနိုဝင်ဘာလ12ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဗီးယားနဲ့ယမွန်ဟာသိသာထင်ရှားသောလေဗီးယားနဲ့ယမွန်မှအာရော့ပြီးလေဗီးယားနဲ့ယမွန်ဖြစ်လာကဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးသို့နောက်24နာရီတွင်ရောက်ရှိမယ်လို့အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ဒီလေဗီးယားနဲ့ယမွန်ကြောင့်မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ နေရာကွက်ပြီးမိုးသက်ထန်နိုင်မယ်မိုးများနိုင်တာကိုတွေ့ရပါတယ်။နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့နောက်ပိုင်းတွေမှာတော့အထည်ဒေသတွေမှာ2025ခုနှစ်အတွင်းမိုးရွာသွန်းနိုင်မယ့်အခြေအနေပြီးဆုံးသွားနိုင်တာမိုးရွာမှုရပ်တန့်ကဆောင်းရာသီပြည်ပြည်ပြင်းဖြစ်လာနိုင်မယ်လို့ခန့်မှန်းရပါတယ်။တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့တိုင်ဖွန်းမုန်တိုင်းခက်မီဂီကနိုဝင်ဘာလ6ရက်နေ့နောက်ပိုင်းမှာစပြီးနိုဝင်ဘာလ9ရက်နေ့ညပိုင်းအထိ BNN နိုင်ငံအလဲပိုင်းကမ်းခြေကို Category 2တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ အရင်နောက် BNN လာအိုထိုင်းနိုင်ငံတွေကိုဖျက်ချော်ပြီးထိုင်းနိုင်ငံနောက်မြောက်ပိုင်း Facebook နဲ့တက်ခရိုင်များအထိမုံတိုင်းအချွေးချံများရွေးရှားရောက်ရှိနိုင်ကြောင်းတွေ့ရပါတယ်။မုံတိုင်းအချွေးချံများဝင်ရောက်ခြင်းကြောင့်မြန်မာနိုင်ငံမှာကင်းပြည်နယ်မုံပြည်နယ်နဲ့ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းနဲ့ပဲခူးတိုင်းရန်ကုန်တိုင်းတွေမှာမိုးအထစ်တွေရွာနိုင်ပြီးကရင်ပြည်နယ်ဒေါနာတောင်ကျောင်းတလျှောက်ဖျားငုတ်တို့လှိုင်းဘွဲ့ရှမ်းရွာတဲ့တာပေါင်ကြောက်တောင်တင်ငန်းညီနောင်စတဲ့မြို့နယ်တွေမှာ မိုးတက်ထန်နိုင်ပြီးမိုးများနိုင်ပါမယ်။နိုဝင်ဘာလ9ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့ထိ9ရက်အတွင်း AR တိုင်းအတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဖြာပုံမော်လမြိုင်ကျွန်းလက်ပတ်တာ၃မြို့နယ်အတွင်းမှာတော့9ရက်အတွင်းမိုးရေရရှိမှုအများဆုံး1.5လက်မအထက်ဖြစ်ပါမယ်။မြန်အောင်အင်ကပူကြုံမျောငပူတော့တာပေါင်းစတဲ့မြို့နယ်များမှာ9ရက်အတွင်းမိုးရေချိန်ရရှိမှုအနည်းဆုံးတက်လက်မအောင်3.5လက်မအထက်ဖြစ်ပါမယ်။ ပုံကလေးဒေဒီယဲကြိုက်လက်မဟုတ်ဘင်းဓနုဗျူပန်းတနောပသိန်ဟင်္ဒရစတဲ့ခရိုင်မြို့နယ်ဒီမှာတော့ခုနှစ်အတွင်းမိုးရေချင်းတက်လက်မအထက်တက်တသမ၅လက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ ERI တိုင်းတစ်ခုလုံးမှာခုနှစ်အတွင်းဖြန့်မြမိုးရေချင်းတက်တသမ၂လက်မခန့်ရရှိနိုင်ပါမယ်။အပူချိန်လေးတိုင်းတုံးလေတုစုတိုင်းစားနဲ့လေတုညဉ့်ညက်မှုအခြေအနေတွေကတော့ ERI တိုင်းဒေသကြီးအတွင်းယခုတစ်ပတ်နိုဝင်ဘာလ၁၂ရက်နေ့မှာအမြင့်ဆုံးနေ့အပူချိန်34ဒီဂရီဆယ်စီယက်နဲ့အနည်းဆုံးညအပူချိန် 24ဒီဂရီဆက်စီယက်ရှိနိုင်ပြီးပင်လယ်ကမ်းရိုးတန်းအနီးခရိုင်မြို့နယ်တွေမှာတော့အမြင့်ဆုံးအပူချိန်31ဒီဂရီဆက်စီယက်နဲ့အနိမ့်ဆုံးအပူချိန်29ဒီဂရီဆက်စီယက်ရှိနိုင်ပါတယ်။ကမ်းရိုးတန်းအနီးကမြို့နယ်ကျေးရွာတွေမှာအမြင့်ဆုံးလေတိုင်နှုန်းတနအီကို16မိုင်ခန့်ရှိနိုင်ပါတယ်။ AR တိုင်းတွင်နေ့လယ်ပိုင်းအချိန်တွေရဲ့လေတုစုတိုင်းစားကတော့50ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းအတွင်ရှိနေနိုင်ပြီးမနေ့ညအချိန်တွေမှာတော့လေတုစုတိုင်းစား60ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ လေထုဆိုတိုင်းသာများနေတဲ့အချိန်မှာခန်းစားရမယ့်အပူချိန်ကတော့40ဒီဂရီဆယ်စီယက်အထိရှိနေနိုင်ပါတယ်။ ERI တိုင်းအနောက်ဘက်တောင်ကြီးဒေသများမှာလေထုညဉ့်ညမ်းမှုအခြေအနေအများဆုံး180အထိရှိနိုင်တာကြောင့်လေထုညဉ့်ညမ်းမှုအသင့်တင့်ရှိနေပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခန်းမကောင်းသူများအတွက်အန္တရာယ်ရှိတဲ့အနေအထားလည်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေခင်ဗျာ။ ကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။